ဘောတံပုစေနိတံတံပုစေနိတံတံပုစေနိဥဇောပိုင်းအရှင်မြတ်ဗျာကျွန်တော်များပုံတော်ဘေးဒင်းဆရာရနိုင်ထွန်းရံကုန်ရောတော်မဆရာထဘေးဒင်းမဲအပရိသထမေရှင်ခုနှစ်သားသမျှအားလုံးကိုယ်စိတ်နှပြကြမ်းမချမ်းသာပါစေကြောင်းဥစွာပဏမနှုတ်ခွန်းဆက်တာအပ်ပါれဆရာထအမစင်အမြဲကံကြမ်းမဆစ်ဆွေးနွေးမြင့်မြတ်နေတဲ့ဘေးဒင်းမဲထမေရှင်ခုနှစ်သားသမျှခင်ဗျာ 2025ခုနှစ်ဇွန်လ6လပိုင်းမှာခုနှစ်နေ့ခုနှစ်နံတော့ခုနှစ်အသားသမီးများရဲ့ကံကြမ်းမှာကန်စာတာဟော့စတန်လေးကိုတင်ပြဆွေးနွေးဟောပြောပေးသားမယ်အစီအစဉ်လေးဖြစ်တယ်။ဇာထက်အရှိရဲ့အိမ်နောက်ရဲ့ကြားမရဲ့စီးပွားရဲ့လူမှုရဲ့အစဉ်အမြဲဆွေးနွေးနေတဲ့မိတ်သမိဟောင်းမိတ်ဆွေများအားလုံးကိုလည်းလိုက်လိုက်လဲလဲအထုကျေးဇူးတင်ပါတယ်။ဇာရဲ့ဟော့စတန်လေးကို အားပေးကြီးစုနေတဲ့ Lion Share ပေးတဲ့မိတ်ဆွေများကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျဆရာရဲ့အခုလာမဲ့6လပိုင်းမှာကြုံတွေ့နိုင်တဲ့9နှစ်9နှစ်သားသမီးများရဲ့ကံကြမ်းမကံစားတာတွတ်စီရဟော့စတန်လေးကိုဆွေးနွေးပေးသွားမှာ ဖြစ်တယ်ခုနှစ်ချောင်းလချောင်းလာပိုင်းမှာဆက်လက်ပြီးတော့ဗုဒ္ဓဟူသားသမီးများဂျာသာပရိသားသမီးများ တောက်ကြသားသမီးများစနေသားသမီးများကန်စားတာဟော့စတယ်လေးကိုဆွေးနွေးဟောပြောပေးပါမှာပဲဖြစ်ပါလေ။စားရဗေဒမဲ့အပရိသတ်ထမင်းရှင်များခင်ဗျာ2025ခုနှစ်ဇွန်လ6လပိုင်းမှာဗုဒ္ဓဟူသားသမီးကန်ချာမှာကန်စားတာဆက်ဆက်တာအခိုက်မှာနည်းနည်းလေးအမှုခင်းကိစ္စရတော့နဲ့ပတ်သက်ပြီးကြုံရမယ်။ရှင်ဆက်ရကရိယာတိုက်ခိုက်တာတနည်းအားဖြင့်ထိခိုက်ဒဏ်ရာသွေးထွက်တိုင်း ရှေလထိခိုက်တံရဖြစ်စဉ်တို့တွေကြုံတွေ့ရတတ်ပါတယ်အထုလုံငန်းရေးစီးပွားရေးလောက်ဆောင်မှုအရေးတွေမှာဂယုဆိုင်ရမယ်တတိထားပေးဖို့လိုအပ်မယ်စိတ်မြန်စိတ်ဒေါသလေးတွေထိမ့်ပေးရမယ်အိမ်ကောင်းတဲ့အိမ်ကောင်းရှင်မြတ်ကိုအိမ်ကောင်းကြီးမှာစိတ်အခမ်းမတဲနာတယောက်နဲ့တယောက်စိတ်ပျော်ရွှင်မှုအားနေတာတွေကြုံရတတ်တယ်စိတ်စင်းရဲ့ပေါကဖြစ်တယ်မို့လေလဲကြုံရတတ်လို့ဂယုဆိုင်ပေးပါလို့ဇာအနေနဲ့မေတ္တာရက်ခံပေးအားစိတ်အာမခံ တတ်သိလိုက်လမ်းပတ်ရေထိုးကိစ္စရမျိုးနဲ့တရင်ထားပြရမယ်စိတ်စင်းရဲ့တော့ကစိတ်ရှုပ်ထွင်းမှုစိတ်အနောက်ချက်များတဲ့ကြုံညာတတ်ပါလေဒေါသစိတ်ကလေးတွေထိန်းရမယ်အိမ်ောင်ရေးအိမ်တွင်းရေးနဲ့ပတ်သက်ပြီးပရိပခပြဿနာများစွာရေဆိုင်ဖြစ်ရှင်းရခိုင်ရှိနေတဲ့အတွက်ဂယုစိုက်ဖို့တရင်ထားပြီးလို့ဇာအနေနဲ့မေတ္တာရက်ခံများစေဘယ်ရှိမှပုံပြီးတော့ကံကြမှာကံစားတာကံကောင်းနိုင်ကြလဲဆိုရင်ဇာအနေနဲ့ဇာတာဆက်ဆက်တာမှာဆိုလို့ရှိရင် ဂျော်လာ20ရက်နောက်ပိုင်းမှာဇာတာကံကောင်းမယ်ရည်ရွယ်ချက်တွေအောင်းမြင်မယ်ကုသိုလ်ကံတော့ကောင်းမယ်စုံထုံထားတာတွေတန်ရမယ်လုပ်ငန်းရေးနဲ့ပတ်သက်ပြီးသိမြတ်မယ်မကောင်းတော့ဘေးဆိုးရာဆိုးအာရုံဆိုးတွေကင်းစင်ဝိမ့်မယ်အကြံစီရွယ်ချက်တို့အောင်းနိုင်တယ်ဒေါသစိတ်ကလေးထိန်းနိုင်ဖို့ဒေါသစိတ်ကလေးထိန်းပိဖို့ဇာအနေနဲ့အထုမေတ္တာရက်ခတ်တယ်ကံပွင့်မယ်လပ်ပွင့်မယ်လုပ်ငန်းစီးပွားတော့အောင်းမြင်နိုင်တယ် ဒေါသစိတ်ကလေးတော်နဲ့ထိမ့်တဲ့နဲ့အိမ်တော်တန်ညအိမ်တော်ရှင်များဖို့အစင်မပြေတခုဂယုဆိုင်ပေးပါကြားမိုင်မှာအဆုတ်နှလုံးရင်ကျက်ချောင်းဆိုးလို့နဲ့ပတ်သက်ပြီးမကောင်းရင်ကျက်တာချောင်းဆိုးတာအဆုတ်နှလုံးနဲ့ပတ်သက်ပြီးတော့ကြာမိုင်းကန်စားတာကြာမိုင်းကန်တာပတ်သက်ပြီးမကောင်းဂယုဆိုင်ပေးရမယ်တတိထားပေးရမယ်တတိပြုပေးရကြာမိုင်းစားတာနည်းနည်းလေးညံဖြုံးနဲ့ပတ်သက်ပြီးကြုံတွေ့ရဖို့ ဇာတာကံကပေါ်ပြနေတဲ့အတွက်ဇာအနေနဲ့ခရူးဆိုင်နိုင်ဖို့တရီထားပိတ်ဖို့မြေတာရက်ခံများစေ6လပိုင်းတလာလုံးမှာကံကောင်းခြင်းလုံငန်းကိုင်းငန်းစီးပွားဇာတာတို့တိုးတက်အောင်မြင်စေလိုခြင်းအတွက်အုံယုံဆုံးကပ်လုပေးပါအုံယုံဓဗ္ဗကံများဗုဒ္ဓဟူနေ့တနည်းအားဖြင့်ဒုက္ခဒုက္ခအနောက်အဆက်အဟံအသားတွေအားလုံးစုတောင်းပြီးတော့လူပေးမယ် 6လပိုင်း၄ရက်နေ့ဗုဒ္ဓဟူးနေ့17ရက်နေ့ဗုဒ္ဓဟူးနေ့18ရက်နေ့ဗုဒ္ဓဟူးနေ့25ရက်ဗုဒ္ဓဟူးနေ့စသဖြင့်ရက်စွဲအပတ်စဉ်တွေမှာမိမိတို့ရဲ့ကံကြောင့်မှာကံစားတာလုံငန်းတိုင်ငန်းတို့အတွက်ဒိဋ္ဌံပြီးတော့ကတ်လို့ပူဇော်ပေးပေးပါလို့စာအနေနဲ့မြတ်တော်ရက်ခံပြရစေအကြံစီတွေရည်ရွယ်ချက်တွေလုံငန်းကင်ရနေစီးပွားရေးတွေလောက်ဆောင်မွေးတွေအများကြီးအောင်မြင်တယ်ဘုဒ္ဓကံတို့လည်းကောင်းမွန်လာမယ်လုံငန်းစီးပွားတို့လည်းတိုးတက်အောင်မြင်နိုင်တယ် ေါသစိတ်ကိုနည်းနည်းလေးထိမ့်ပေးရမယ်။အိမ်တော်ကအိမ်တော်ရှင်များဟိုကန့်ကြမှာမကောင်း။အစုံနှလုံးနဲ့ပတ်သက်ပြီးတော့ကြာမကြီးစာကအញ្ញရှိနေတယ်။ဂယုစိုက်ပေးပါ။ဇတိပြုတ်ပေးပါလို့ဇာအနေနဲ့မြတ်တော်ရက်ခဗျာစေ။နော်။အကျိုးပေးမှကိင္ကဏ္ဍနေမှာဆိုလို့ရှိရင်နှစ်ကိင္ကဏ္ဍ၊လေးကိင္ကဏ္ဍ၊ရှစ်ကိင္ကဏ္ဍနေဟာတတောင်းတနေရာမှာ ကောင်းကျော်ပေးမယ်။ကောင်းကျော်ဖြစ်စေမယ်။အကျိုးပေးမှကိင္ကဏ္ဍလေးဖြစ်ပါလေ။ အုံယုံတပကံကိုကလုကိုစောချက်အဖြစ်ဂျုံစိဂျုံနဲ့အများနေလဲကဲဆက်ဝင်မယ်အကြံစီရွယ်ချက်တော့လဲအများကြီးအောင်မြင်နိုင်လုံငန်းကညာစီပါလတ်လတ်ပါညာလဲအောင်မြင်နိုင်ပါစေလို့ဇာနေနဲ့အထုစုံတော်ကဆိုတော်မြတ်တာကိုသာအပ်ပါတယ်ဆရာဗေဒင်ရဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့နေရာလိပ်စာကတော့ရန်ကုန်တာဂေတကြောက်တိုင်မတ်တိုင်ကပီတယ်မကကြီးရဲ့ဘေးအေးစေတီလမ်းတဲ့တိုင်းနပ်ပတ်နေရာနဲ့ကိုမြင်ကြီးတပ်ဖြစ်ပါတယ် ခွန်ရသားသမီးအားလုံးကိုစိတ်ငြပ်ပြကြားမှချမ်းသာတော်မူကြပါစေ။လောရင်စံတာများတော်တော်ပြေဝနိုင်ပါစေလို့ဆုမွန်ကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်။